မင်္ဂလာပါခင်ဗျာဒီနေ့ကြောက်စရာကောင်းတဲ့စီမီလေးတခုပြောပြပါမယ်ကြောက်စရာကောင်းတယ်ဆိုလို့ဟိုဘလူးတရဲလို့လည်းထင်နေပါဆိုရသေးတယ်အာတည်တယ်လို့လို့နဲ့လွဲတတ်တဲ့အမားသူ့ကြောင့်အဲနစ်နာဆုံးရှုံးမှုတွေအများကြီးဖြစ်သွားနိုင်တဲ့အမားဒီဂျူတီဖြစ်သွားနိုင်တဲ့အမားအဲ့လိုအမားတွေကအာတည်တယ်လို့လို့နဲ့လွဲတယ်လို့လို့နဲ့ မိနေတတ်တဲ့မာနီတခုပါ Runevac 13.3C တဲ့ပေါ်လုံးကလန်တိုင်ကိုမြက်ပြီးတော့ဂျင်းဝါမှာရက်နေခြင်းစီမြင်မှာကျွန်တော်တို့ကွင်းထဲမှာပေါ်လုံးကစားတဲ့ golf ကစားတဲ့အခါမှာလုတက်ကြတယ်ပေါ်လုံးကကျွန်တော်တို့ပတ်လိုက်တဲ့အခါမှာလန်တိုင်နဲ့ဒီဂျင်းနဲ့ခန်းချားထဲမှာတက်နေတယ်အဲ့ဒီမှာများသောအားဖြင့်လုတက်ကြတာအလန်တိုင်ကိုဆွဲတက်လိုက်ပြီး glove ဆိုဂျင်းနဲ့ကြသွား okay ဝင်နေဆိုပြီးလုသွားတယ်မှားပါတယ် မှားပါတယ်တကယ်တော့စီမင်းရသူကဘလုံးရဲ့အစိတ်ပိုင်းတစ်ခုခုဟာအဲမြေပြင်ရဲ့မြေမျက်နှာပြင်အောက်ရောက်နေပြီဆိုရင်ကျင်းဝင်တယ်လို့သတ်မှတ်ပါတယ်အလန်နိုင်ကိုဆွဲတက်စရာမလိုပါဘူးဘလုံးညက်နေတယ်ဆိုရင်ကြည်လိုက်ကျင်းဝင်ပြီနော်လို့ပြောပြီးတော့ဘေးလူကွန်ဖန့်ယူပြီးတော့မှကောက်လိုက်ပါအဓိကတော့ confirm ယူလိုက်ဖို့အရေးကြီးပါတယ်မမကောက်ပဲနဲ့အလန်တိုင်းတဲ့ရင်တောင်မှတဲ့လိုက်မယ်ဆွဲကြအောင်လုပ်မယ်ဆိုရင်တောင်မ ကျင်းဝင်ပြီနော်လို့ confirm ယူပြီးမှအလန်တိုင်းမြင်တဲ့ပြင်အောင်နိုင်နေပြီလို့ confirm ယူတာနဲ့တူပါတယ်အဲ့ဒါယူပြီးမှဘလုံးကောက်ပါအဲ့ဒီမှာ rule number 32.2c မှာအားလုံးသတိမထားမိတဲ့စီမင်းလေးကိုအဓိကဒီနေ့ပြောချင်တာဘလုံးကလန်တိုင်းဖယ်ရှားလိုက်စင်အကယ်၍လန်တိုင်းကိုဖယ်ရှားလိုက်စင်ဘလုံးနေရာရွေ့သွားပါကကျင်းနေသူကြာသည်ဖြစ်စီ အခြားတစ်နေရာသို့ရောက်သွားသည်ဖြစ်စေပြစ်ဒဏ်မရှိရဘောလုံးကိုကျဉ်နှခမ်းဝါတွင် ပြန်ထားပြီးကစားရမယ်လို့ပါတယ်ဆိုလိုတာကမြင်မျက်နှာပြင်အောက်ကိုနှိမ့်နေတယ်မနှိမ့်နေဘူးဆိုတာ confirm မြူပဲနဲ့ကောက်ပြီးတော့အလန်တိုင်းကိုဆွဲတက်လိုက်လို့မြန်ဘောလုံးလှုပ်သွားလို့ရှိရင်ကျဉ်တဲ့ဟိုကြာသည်ဖြစ်စေအပြင်ကိုထွက်သွားသည်ဖြစ်စေကျင်းမဝင်ပါဘူးချက်ဆက်ပါတော့နော် ထပ်ရှင်းအောင်ပြောပါမယ်။ကျင်းဝင်နေလို့သတ်မှတ်တာကဘောလုံးရဲ့အစိတ်ပိုင်းတစ်ခုခုဟာမြင်းမျက်နှာပြင်အတွင်ပြင်အောက်မြင်းမျက်နှာပြင်အောက်နှိမ့်ကြနေမယ်ရောက်နေမယ်ဆိုရင်ကျင်းဝင်တယ်။ဒါကိုကွန်ဖန်းယူပြီးကောက်လိုက်ရတယ်ဒါမှမဟုတ်ရင်အလန်တိုင်းကင်တာဖြစ်ပါဖြစ်ဖြစ်ကွန်ဖန်းယူမှကင်ရတယ်။တကယ်လို့ဘာမှပြောညာမပြောနဲ့ကျင်းဝါမှာတစ်နေတဲ့ဘောလုံးအလန်တိုင်းဆွဲကင်လိုက်လို့ရှိရင်ဘောလုံးလှုပ်သွားပြီပေါ့ဘောလုံးလှုပ်သွားရင်ကျင်းနေကြရင်လည်းကျင်းဝင်မဟုတ်ဘူး။ကျင်းအပြင်ထွက်သွားရင်လည်းကျင်းဝင်မဟုတ်ဘူး။ နှာခမ်းဝါးမှာတိတ်ပြီးတော့ပြန်ရိုက်ချမှာကျွန်တော်ဘာလို့ဒီဂျူပြစ်တန်ဒီဖြစ်သွားနိုင်လဲလို့ပြောရင်ကျင်းမဝင်ကျင်းဝင်မသွင်းမဲ့နဲ့ဟိုးတော့မလုပ်ပဲနဲ့ stop play မှာဘောလုံးယူပြီးသွားလို့ရှိရင်နောက်တစ်ချင်းရိုက်လိုက်လို့ရှိရင်တန်းဒီဂျူကြမှာခင်ဗျာဟိုးတော့သွင်းဖို့လိုပါတယ်ကျွန်တော်မှတ်ထားရမှာကကျင်းဝင်မဝင်ဆုံးဖြတ်ဖို့ကိုဘောလုံးကကျင်းမြင်မျက်နှာပြင်အောက်ကိုနှိမ့်ကြမကြနဲ့ဆုံးဖြတ်ပါဘေးဘေးလူကွန်ဖန်ယူလိုက်ပါဒါဆိုရင် ဘယ်လိုလုပ်လို့ရတယ်ဝင်ကျင်းဝင်ပြီနော်လို့ပြောလို့ဟုတ်တယ်လို့ကျင်းဝင်ပြီလို့ပြောရင် okay ပါဝင်ပါပြီဆိုရင်ကောက်ယူလိုက်တော့ရတယ်ဒါမို့ရင်ဘယ်လိုလုပ်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဗာမျိုးညာပြောအလှန်တိုင်းသွားပြီးတော့တဲ့လိုက်လို့မြန်ဘေးလူတယောက်ကကျင်းမဝင်သေးပြနဲ့ခမဘောလုံးအလှန်တိုင်းတဲ့လိုက်တာနော်အဲ့ဒါကျင်းမဝင်သေးဘူးလို့ပြောရင်ရေးစရာတွေဖြစ်ပါမယ်ပြစ်ဒဏ်တွေဖြစ်လာပါမယ်အဲကျင်းနှခံဝပြီးတိတ်ပြီးပြန်ရိုက်တာမျိုးမရရင် round place တစ်ခါထပ်ဖြစ်အောင်မယ် အဲ့ဒါဆိုရင်တော့နောက်ဆိုရင်အလန်နိုင်ကိုပါပြောညာပြောဆွဲတဲ့တဲ့အလုပ်တွေသတိထားကြပါခင်ဗျာကျေးဇူးတင်ပါတယ်